ငလျင်တန်းတဲ့ဒေတာတွေကအရင်အနည်းလိုအပ်သူများအတွက်ငွေကျပ်900ဘီလီယံအထိထုတ်ချေးပေးဖို့ရထားကြောင်းနတ်ဆက်ကောက်ခထဗိုလ်ချုပ်မကြီးမင်းအွန်လိုင်းကပြောပါတယ်မူလအစီအစဉ်အရကျပ်300ဘီလီယံထုတ်ချေးဖို့တင်ပြခဲ့ပေမဲ့ယခုအခါကျပ်900ဘီလီယံအထိထပ်တိုးသုံးဆွဲနိုင်ပြီလို့မေလ30ရက်နေ့မှာပြုလုပ်ခဲ့တဲ့ငလျင်ပေးအလွန်မြန်မာစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းတုံးသက်ဆွေးနွေးပွဲမှာဆိုခဲ့ပါတယ် ငလင်တန်တဲ့တဲ့ဒေတာများအတွက်ချင်းငွေကျပ်900ဘီလီယံဖယ်ထားတာရှိပါတယ်ကျွန်တော်ပေးပါမယ်ရင်းနှီးမြှုပ်နှံနိုင်မှုအတွက်လိုအပ်နေသူတွေကိုထုတ်ပေးပါမယ်လို့နတ်ဆက်ကဥက္ကဋ္ဌကဆိုပါတယ်ချင်းငွေတွေကိုဒေတာဖွံ့ဖြိုးရေးနဲ့စီးပွားရေးလုပ်ငန်းများအတွက်ချင်းငွေအမျိုးအစားခွဲခြားထုတ်ချေပေးမှာဖြစ်ပြီးအတုံးလုံးအ ਨੇ ဆုံးနဲ့ပေးစီလိုကြောင်းလည်းဆက်ပြောပါတယ်ဖွံ့ဖြိုးမှုချင်းငွေအတွက်အတွုံးလုံးကိုတအားကြီးများလို့တော့မရဘူးတရကိုင်းတော့နှစ်ရကိုင်းနှလုံးနဲ့လှုပ်ဖို့လိုတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ် မက်ရှလာ၂၈ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကျောင်းလူဦးရေ9369ဦးဘေးသင့်ခဲ့ရပြီးမူလပျက်စီးဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းငွေကျပ်3804တသမ56ဘီလီယံရှိကြောင်း NASA ကမှထုတ်ပြန်ပါတယ်ငလျင်ဘေးအတွက်ပြည်တွင်းပြည်ပအလူရှင်တွေထံကနေအလူပျက်စီးတန်ဖိုးအပါအဝင်ကျပ်256တသမ8ဘီလီယံနဲ့အမေရိကန်ဒေါ်လာ1တသမ3သန်းကျော်လက်ခံရရှိထားကြောင်းမှခင်ဗျာ